1389ဘာမင်းနေသားသေးလေးတွေကကံရဲ့အချိုးပြေးကြောင့်နည်းနည်းကံကောင်းပြီ။အတချို့တွေကငမများကံကောင်းပြီ။ချို့တော်ဒီဘိုင်းမှာနည်းနည်းလေးညံ့နေတာလေးတွေရှိတတ်တာလေးကိုပြောပြမှာဖြစ်ပါတယ်။အဲလိုကောင်းတဲ့လူတွေရှိတယ်လို့နည်းနည်းညံ့တဲ့လူတွေလည်းရှိတဲ့အခါမှာကံကောင်းတဲ့လူတွေကတိတဲ့တိနဲ့ပိုးပြီးကံကောင်းသွားအောင်လှူနှံတိုင်းနှံအောင်ဒါနတွေပြုနေအောင်အတွက်လေထပ်ရှင်ပြီးကံတရားကိုပံ့ပိုးပေးမယ်။ အစီရင်ဆိုတဲ့ရည်ရွယ်လေးတွေကိုလည်းပြောပြပေးမှာဖြစ်ပါတယ်။ထို့အတူပဲညံ့နေဆိုတဲ့နိနန္ဒာလေးတွေအတွက်လည်းသူကံကိုကံကောင်းအောင်သူပြုတ်လိုက်တဲ့အကံဆိုတာကံမပါပဲကံမဆိုအလုလုဆိုလိုတာကိုရှင်းသူတို့အဲ့လိုကံလေးကံမလေးပြန်ကောင်းသူတို့ဘာလေးလှူဒန်းပေးမယ်ဘာလေးကိုကုသိုလ်ပြုမယ်ဒါနပြုလိုက်မယ်ဆိုရင်ညံ့တဲ့လူတွေအားလုံးကလည်းဒီတစ်နှစ်အတွင်းမှာကံကောင်းပြီးပျော်ရွှင်ရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်လေအခု ပြောမယ်1389ဆိုရက်မြန်မာတက္ကိယကြီးကိုကျမတို့မဟာဗုဒ္ဓညာညာပေါ့ရှင်နော်ပညာဖြစ်တဲ့နော်ဒီခုနှစ်နှစ်သားကြီးရဲ့ခုနှစ်နှစ်နေကိုခုနှစ်နဲ့စားလိုက်တဲ့အခါမှာမဟာဗုဒ္ဓညာမှာတစ်လီကျွင်းมาတယ်ရှင်တစ်ကျွင်းနဲ့နှစ်လို့ပြောရပြီစနေနဲ့တစ်ကျွင်းနဲ့ဆိုတော့တနင်္ဂနွေနေ့ကဒီမဟာဗုဒ္ဓရဲ့ဘင်္ဂရဲ့နေရာမှာရောက်ရှိနေတာမျိုးဖြစ်ပါတယ်ထို့အတူပဲ တင်ထက်ထဲမှာအောင်လန်တလူလူထူမှာတော့စနေသားသမီးတွေဖြစ်ပါတယ်ရှင်စနေသားသမီးတွေကအထုံးနေရာမှာရောက်ရှိပြီးအင်္ဂါသားသမီးတွေကတိုက်ဆိုတဲ့เนาะနေရာဌာနလေးမှာ ရောက်ရှိပါတယ်ဒီချိန်မှာပဲတောက်ကြသားသမီးတွေကရာဆဆိုတဲ့နေရာမှာကိန်းနေရာမှာတည်တတ်နေပါတယ်ကြာပြေးသားသမီးတွေကတော့ဒီနှစ်ကအဓိပတိဆိုတဲ့နေရာမှာရောက်ရှိပြီးအဲ့ဒီနေတန်သားတွေအလုံးဟာ နည်းနည်းလေးလုပ်ရင်များများဖြစ်မယ်။များများလုပ်လို့ရှိရင်အထွတ်ထိပ်ရောက်နိုင်တဲ့ကိန်းတွေဖြစ်ပါတယ်။အနာရောဂါတွေပါရှိရင်တော့ဆေးကုသရင်ပျောက်နိုင်တဲ့နေနံသားတွေဖြစ်ပါတယ်။ထို့အတူပဲရှင်အကျဉ်းဖြစ်တဲ့တနုံဒီသားသူကြီးတွေကတော့နည်းနည်းလေးညံ့နေအဲ့ဒီလိုပဲဗုဒ္ဓသားသမီးတွေဗုဒ္ဓသူဆိုတဲ့ဂျိုကလည်းဒီနှစ်ကမဟာဗုဒ္ဓပန်မရဏဂျိုဆိုတဲ့နေရာလေးမှာကတ်နေတဲ့အတွက်နည်းနည်းလေးညံ့ပါတယ်။ ဒါအပြင်ဗုဒ္ဓသာသမီတွေဟာဒီနှစ်ဗမာကောဇာမှာ1389မှာအတာတက်တဲ့နေ့ဟာဗုဒ္ဓဖူးနေ့ဖြစ်တဲ့အတွက်ဗုဒ္ဓသာသမီတွေအတာစားတယ်လို့ရှေးယုံထုံးလန့်ရမှတ်ယူခဲ့ပါတယ်ရှင်။ဒါကြောင့်ဗုဒ္ဓသာသမီတွေဟာဒီနှစ်မှာကိုယ့်ရဲ့မဟာဘုတ်ဟုတ်ပဲနဲ့ဒီနှစ်1389ကမဟာဘုတ်ကျင်းမှာမရဏကြုံမှာရောက်ရှိနေတာကတစ်ချက်နည်းနည်းညံ့နေတယ်။ အတာတင့်တဲ့အတွက်ကနည်းနည်းလေးညံ့နေအားလေးကိုအများကြီးနည်းနည်းလေးဖြည့်ပေးလိုက်ရင်ကံကောင်းသွားမှာဖြစ်ပါတယ်ထို့အတူပဲတင်းနေတာသားသမီးတွေကတော့ဒီတစ်နှစ်အတွင်းမှာကောင်းစရာရှိလဲကောင်းလဲစိုးစရာရှိလဲစိုးလိုက်နဲ့သူ့ကံကိုသူမထိတ်နိုင်တာမျိုးနဲ့ဆိုရင်နည်းနည်းညံ့သွားတာမျိုးဖြစ်တတ်တယ်သူ့ကံကိုသူ့အလုတ်ကိုသူကောင်းကောင်းမှုနဲ့ကောင်းနေနဲ့ဖန်တီးလိုက်မယ်ဆိုရင်တနင်္လာသားသမီးတွေလည်းကောင်းတဲ့အထက်မှာဝင်သွားမှာဖြစ်ပါရဲ့ရှင် စနေသားသမီးတွေအင်္ဂါဝိဇာတိုင်လို့ပြောမှာပေါ့နော်အဲ့တိုင်မှာဇီဟန်ဆိုတဲ့အောင်မြင်မှုချိုမှာစနေသားသမီးတွေကရောက်နေပါတယ်ဒါကြောင့်အရာရာကိုအောင်မြင်နေမဲ့အချိန်ဖြစ်ပါတယ်ရှင်အောင်မြင်ခြင်းနဲ့တူလူဟာပြင်းမှန်းတာနည်းနည်းရတူတက်တာများပါလိမ့်မယ်ကျမကြီးလေးလည်းကောင်းမွန်နေပါလိမ့်မယ်သူတစ်ဖက်သားကိုလည်းကူညီနိုင်တဲ့သူဖြစ်ပါတယ်လုပ်တဲ့လုပ်ငန်းမှာမိမိမျှော်မှန်းတဲ့အစဉ်တန်းတစ်ခုတည်းကိုရောက်သွားနိုင်ပါလိမ့်မယ်ရှင် ဒါကြောင့်လဲမိမိရဲ့အောင်မြင်မှုကိုဂုံယူတဲ့အနေနဲ့စနေသားသမီးတွေဟာညစမ်းတဲ့နေ့မှာတေယောကမုန်းနဲ့ခေါင်းရှော်မြင်သူတို့ပြကိုပအဝင်ချင်မှရှိတဲ့ဆရာသမားတွေကိုကိုချစ်ခင်တွေ့တာနေတဲ့နော်ဆရာသမားတွေအဲ့လူတွေကို one table လေးကျွေးလိုက်ပါရှင်မိမိရဲ့ကုလူရဲ့ကောင်းတဲ့အကြောင်းအရာရဲ့အဲ့လူကျွေးမွေးပြုလုပ်တဲ့ကုသူကံကြိုးအားကြောင့်ဒီတစ်နှစ်လုံးမှာလက်မထောင်ပြီး လူမာထင်ရှားချမ်းသာများသောမဲ့စနေသားသမီးတွေဖြစ်ပါလေရှင်တောက်ကြသားသမီးတွေရာစားဆိုတဲ့မဟာဘုတ်ကမှတည်နေတဲ့အတွက်ဒီနှစ်ထက်မှာမင်းဆိုးရာစားနဲ့ပတ်သက်ပြီးချင်းမြေနာမျိုးကျုံ့ထက်တယ်နောက်တစ်ခုကအိမ်အောင်ရိတ်လူမှုရေးအချစ်ရေးတွေမှာတန်ကောင်းနေမဲ့အချိန်လေးဖြစ်ပါလေရှင်အရင်ကတွေးချုံပြီးတော့လူတရားကိုအလုတ်အစ်စ်မှာစတွေ့တဲ့လူတရားကို အလုံးကူညီဖိမမယ့်အချိန်ကာလဖြစ်ပါလေခကြီးတွေလည်းတွားတတ်တယ်ဒါမှမဟုတ်ကိုတခုအလုံးလုံးဖို့တဲ့တွားရောက်တဲ့အခါမှာအဲ့လုံနဲ့ပတ်သက်တဲ့အချီးခဲတွေဟာတောက်ကြထားသမီးကိုကူညီဖို့အသင့်ဆောင်နေတဲ့ကာလဖြစ်ပါလေအများကြီးချစ်ခင်ဆောင်ရှောက်မှုကိုခံစားမှဖြစ်ပါလေရှင်ဂျာတာပိသားသမီးတွေအဓိပတိကျမှာကြီးစိုးနေတယ်ရှင် အဓိပတိဆိုတော့ဒီတစ်နှစ်လုံးမှာဒါရီကတော့တစ်နှစ်စာတစ်နှစ်စာပေါ့ဒီတစ်နှစ်ကအကောင်းကြီးအဆိုးကြီးကိုသူခံစားရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီတသာပိသာသမီးကြီးကအဓိပတိဂျိုမှာရက်တည်နေတဲ့အတွက်သူဟာကောင်းတဲ့အကျိုးတွေအများကြီးခံစားပါတယ်ဒီနေ့ထမငွေတွေကလည်းအများကြီးအများကြီးဝင်လိုက်ပါလိမ့်မယ်ထွက်မဲ့အတူတူအလုပ်ထဲကိုရင်းနှီးပြီးထည့်စီချင်ပါတယ်ကိုလုံးတဲ့အလုပ်ကိုတိုးတက်အောင်ဆောင်ရွက်စီချင်ပါတယ်ကျမကြီးကလည်းနည်းနည်းတော့ချူချတဲ့ချူချတတ်ပါတယ် လုတ်တဲ့အလုံမှာတော့နည်းနည်းအတိုက်ခိုင်ပြိုင်ဘက်ပေါ်တတ်တယ်။လုပ်ငန်းဆိုလေအနားမှာတယောက်ကအတိုက်ခိုင်ပေါ်လာတာမျိုးကြုံရတတ်တယ်။ဒါပေမဲ့လည်းစိတ်မပူပါနဲ့ရှင်။ကောင်းမဲ့ဟာတွေကဇက်တိုက်ဇက်တိုက်ကောင်းပြီးညံ့မဲ့အရာဝတ္ထုတွေညံ့မဲ့အကြောင်းအရာတွေဟာအလိုလိုပြေပြောက်သွားပါလိမ့်မယ်ရှင်။ဒီလိုလှူဒန်းပေးခြင်းဖြင့်ကိုယ့်ရဲ့ကံတရားကိုမြင့်တင်ပေးလိုက်ပါ။ဒါကြောင့်လဲခေါင်းစည်းမင်္ဂလာပြုလုပ်ဖြစ်အောင်လှူလိုက်ပါ။ပြုလုပ်ပြီးလိုက်တာနဲ့ညစန်းတည့်ရက်မှာ လူဒန်းပွဲပစ္စည်းနှီးနဲ့ငွေကြေးအခက်အခဲရှိတဲ့သူတွေအဝေးစားချို့တဲ့လူတွေကိုကူညီပေးလိုက်လာပါပြီအခုကတော့ကျမတို့ဘုဒ္ဓဖူးသာသမီတွေရာဟုလည်းပါတာပေါ့ရှင်နော်ဘုဒ္ဓဖူးသာသမီတွေဟာဒီနေ့မှာတာစားတယ်တာစားတယ်လို့ခေါ်တယ်တာစားတာဘာလဲဆိုတော့အတာတက်တဲ့နေ့ပါမွေးဖွားတဲ့လူတွေကိုအချက်တေးလေးတွေနင်းနေတွေ့တဲ့တေးသူသူတစ်ဖြင့် ကျမ်းမာရေးကိုနည်းနည်းကူးဆိုင်တယ် ਨੇ မိမိမွေးတဲ့ဖွားတဲ့ရက်နှစ်ကလည်းဒီလိုနဲ့တည်ကျင်းပြီးနော်တက်ကိတက်ကိကိုခုနှစ်နဲ့စားပြီးတည်ကျင်းတဲ့နှစ်တည်ကျင်းတဲ့နှစ်တမားတွေပို့ပြီးကူးဆိုင်ရမယ်နှစ်ထပ်ကွမ်းညံ့ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုဒီနှစ်ကပထုမထနာကြတာရေကိုမိမွေးဖွားခဲ့တဲ့ဇာတာတွင်ရဘုရားဖူးရတဲ့မရဏမှာကြာနေတဲ့အတွက် ပို့ပြီးတော့နည်းနည်းနှစ်ထပ်กว่าနည်းနည်းလေးညံ့တက်တဲ့အထူးကူးဆိုင်တဲ့ကာလဖြစ်ပါတယ်။ဒါတော့ကျမတို့ရိုးရာမြမနီးနေနေပေါ့ရှေယိုးစင်လာဆိုတော့လေကျမတို့ကပယ်ဖြတ်လို့မရဘူးရှင့်အတာအိုးကြိုကြပါလေ။အမြင့်ကျမတို့မြန်မာတွေကရိုးဆွဲနေပြီ။အားလေးမှမချူလိုက်ရရင်တခုဖြစ်တော့အတာပန်းမချူလို့ဆိုတဲ့နမိတ်လေးတွေဖြစ်တတ်ပါလေ။မတားပါဘူးเนาะ။ဒါပေမဲ့အတာကြိုတဲ့အိုးဟာဘာမှတော့အပြစ်မရှိနိုင်ပါဘူးရှင်။လုံးတင်ပါတယ်လို့ လောကီအနေနဲ့ပြောတာပေါ့ရှင်လောကုတ်တရားတော့မပါဘူးပေါ့အဲ့တော့အတာအိုးလေးကိုကိုယ်တိုင်ကြိုးရတယ်ရှင်ဒီမြေဖက်မိသားစုတွေရှိနေလို့ရှင်တခြားမိသားစုတွေကမိသားစုဝင်တွေကတတအတာတအိုးကြိုးရတာအတာထမင်းအတာဟင်းတွေရောင်းနေဆိုင်နေရရှိပါတယ်ကို့ဖော်ကိုလည်းစားနိုင်ကောင်းပါတယ်ရှင်အဲ့တော့မရဏကျွေးတကူကဘာဖြစ်နိုင်လဲဆိုတော့ကျမ်းမအင်းနေနေညံ့မယ်တခါလေအဆွတ်ဆွဲပြောဆိုတော့ခံရတတ်တယ်သူ့ကိုရေရွယ်ပြီး ပြောတာတော့မဟုတ်ပေတခြားတယောက်ကိုရည်ရွယ်ပြီးပြောတဲ့ဇကားတွေဟာသူ့ကိုလာထိကြိုက်တယ်လို့ဖြစ်နေတာကြောင့်သူ့မှာ feeling တွေနေနေပို့ပြီးများတဲ့အချိန်မျိုးဖြစ်တာပေါ့အတ္တတင်းတဲ့လူတွေကအတ္တထမင်းအတ္တဝို့ကိုကြိုပြီးပါအတ္တထမင်းအတ္တဟင်းကိုစပြီးပါထို့အတူပဲအတ္တတက်တဲ့အချိန်ဒါတက်တဲ့ဆိုတော့တချံတက်တဲ့အချိန်ဒါလူတိုင်းအသိပါတယ်နော်အကြီးဗုဒ္ဓဖုနေ့မနေ့ဆယ်နာရီ52မိနစ် နှစ်ဆက်ကဟာအတာတက်ပါတယ်အဲ့ဒီအတာတက်တဲ့အချိန်မှာဘာလို့ ਆ လဲဆိုတော့အတာစားခံရတယ်ရေမိုးချိုးမယ်ဖျားဖို့ကျမတို့တကယ်လုတ်တဲ့နာကအဲ့တတိပန်းရေချာရှင်မီးတွေနဲ့ဖျားဖို့ဆယ်နာရီလောက်တည်းပူစော်ထားတာပေါ့ဆယ်နာရီ40မိနစ်နှစ်ဆက်ကအဲ့တော့တနာဆယ်နာရီ40မိနစ်လောက်ကျ30လောက်ထက်ရထိုင်မယ်ထိုင်မယ်ခေါင်းလေးမော့ထားမယ်42မိနစ်နဲ့20စက္ကန့်ကျော်တဲ့ဒီအဲ့ခေါင်းလေးမော့ပြီး အတားစားခံလိုက်ရင်စကောင်းလေးမော့နေလိုက်မယ်ဆိုရင်ဒီနေ့မှာအတားစားရဲဆိုတဲ့အရာဝတ္ထုကြီးဟာသူ့အတွက်ကြောက်เสียအကြောင်းအရာမဟုတ်ပဲဖြစ်သွားပါလိမ့်မယ်ရှေ့ချမ်းကြီးကဒီလိုဆိုတယ်ကျွန်တော်တို့ကဒီလိုပြောတယ်နော်ဒီလိုပြုပြင်နေထိုင်လိုက်မယ်ဆိုရင်လောကအိမ်မှာတိတ်ပြီးကြောက်เสียရူဘာလို့စားမရှိနိုင်ပါဘူးရှင်ကိုကိုလည်းယုံကြည်တဲ့သဘောနဲ့တည်တည်ချာချာလေးလေးနက်နက်လုပ်ဖို့တော့လိုတယ် အာတချို့ကလှုပ်ပါလို့ပြောတယ်တချို့ကမလှုပ်ပါဘူးပြောတဲ့အတွက်အလို့ကကောင်းလို့မလို့ကကောင်းဘူးစိတ်ထဲမှာမထားပါနဲ့လှုပ်ချင်တယ်ဆိုရင်တကယ်လှုပ်ပါတကယ်ကောင်းတာကြီးဖြစ်မှာပါနည်းနည်းလေးကိုစိတ်ပြေးနေတယ်ဘာညာဆိုမလှုပ်လဲမလှုပ်ပါနဲ့ဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးရှင်နော်ဖြစ်လာရင်တော့ဟာငါဒါကြောင့်လားလို့ဆိုတဲ့ဥစ္စာလို့ feeling တော့မဝင်နဲ့ရှင်တန်တာလေးကတော့ကိုကိုပြုတ်ပြင်ပြောင်းလဲနေထိုင်မျိုးနဲ့နေလိုက်မယ်ဆိုရင်ဘုဒ္ဓသောမိဒါစားတာဘာကြောက်စရာရှိလဲရှင်ဂိမ်းနေခန်းနေရပါဒီလိုလှုပ် ဖြစ်တတ်တယ်ကြီးချိန်မှာအဲ့လိုမဖြစ်အောင်ဒါလို့ပါလို့တခါ answer ဆိုတခါပါပြီးသားเนาะကျွန်မလူတွေချမ်းသာစေချင်ပါတယ်သူပြင် popular ပြည်သက်တွေကျမ်းမှာချမ်းသာစေချင်တဲ့အတွက်เนาะဒီလိုအကြံဉာဏ်လေးပြတာဖြစ်ပါတယ်เนาะကံကောင်းကြပါစေရှင်အင်္ဂါသားသမီးတွေသူ့ရဲ့မူလနေရာမှာတိုက်မှရှိတယ်တိုက်ဆိုတဲ့နေရာက လုံလုံချုံချုံလေးရှိမိသားစုကိုလည်းသူအကူအညီပေးနိုင်တဲ့အချိန်ခါမျိုးဖြစ်နေတတ်တယ် သူများရဲ့အတိုက်ခိုက်တွေကိုလည်းဖျက်ရှားနိုင်တဲ့အချိန်ဖြစ်ပါလေ။ဒါကြောင့်လေဒီနှစ်မှာခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးတာနဲ့ဆရာသမားတယောက်စီကလက်ဆောင်ပစ္စည်းလေးများတစ်ခုလက်ဆောင်ရခဲ့ရင်အင်္ဂါသားသမီးတွေအလွန်အလွန်အောင်မြင်ချမ်းသာရမယ်နှစ်ကာလဖြစ်ပါလေ။စီဝါလက်လက်ပတ်တီလေတက်တက်ပါလေကပ္ပနိုင်ငံသုံးငွေလေးတဲ့အမြောက်များ အလူရက်ကိုဝင်တတ်ပါတယ်ရှင်။ကျမရဲ့အညာများစီးပွားရေးတိုက်ခန်းများကင်းစင်ရန်အတွက်တော့နှစ်ဆန်းတရက်နှစ်မှာတရော်ကမွန်းနဲ့ခေါင်းလျှော်အပ်ပါမယ်။အင်္ဂါသားသမီးတွေကောင်းတဲ့ကောင်းတော်မှာဖြစ်ပါတယ်ရှင်။ထို့အတူပဲတနင်္လာသားသမီးတွေနော်ကိုယ့်ရဲ့ကံဆွမ်းအားကအလဲမှရှိနေတယ်။ကိုနည်းနည်းလေးကောင်းအောင်လုပ်တာနဲ့ဖြတ်ကလေးပေါ်တတ်သွား။ကံကောင်းတဲ့နေရာရောက်သွားမှစီးပွားတက်သွားမှ။နည်းနည်းလေးကိုကဝရိယနေတယ်အားနေတယ်ဆိုတော့ဒီ margin ပေါ်မှာပဲရှိတယ်။ အလေလပါမယ်ရှင်အောက်ကိုပြုတ်ကြစရာအကြောင်းမရှိဘူးသူနေထားဟိုကအဲ့လောက်ထိကောင်းနေပါတယ်ရှင်မျောလင့်ထားတဲ့အတိုင်းအလုတ်တွေအောင်းအောင်းမြင်းမြင်းလုတ်ကင်နိုင်ကြမှာဖြစ်ပြီးအစိုးဖြစ်စီအကောင်းဖြစ်စီတနင်္လာသားသမီးတွေရင်ဆိုင်ရမှာတော့တစ်ခါနှစ်ခါပြန်ဖြစ်တတ်တယ်ကောင်းရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်ဆိုးရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်ရှင်အဲ့ဒါတို့တော့တင်ကြီးခံရမှာပေါ့အဲ့တော့ကောင်းတာလေးဖြစ်လာရင်နောက်တစ်ခါကောင်းဖို့အတွက်ကုသကံကောင်းအောင်ပြန်လုပ်ပြီးတော့လုပ်ပေးလိုက်ပါဆိုးတာရှိရင်လည်းအဲ့ဒီအဆိုးကြီးတက်ကြီးကို ပပျောက်သွားအောင်ကံတရားကိုပဲကျမတို့ထိမ့်သိမ့်နဲ့ကုသိုလ်နဲ့ရှင်နဲ့အခြေတရားတွေပြုလုပ်ပေးလိုက်ပါကောင်းလာလေးတွေနှစ်ခါပြန်ဖြစ်ပြီးဆိုးလာလေးတွေပပျောက်သွားမှဖြစ်ပါတယ်အဲ့တော့ကောင်းတဲ့ကောင်းသွားအောင်နှစ်ဆန်းတည့်နေ့မှာခေါင်းစည်းမင်္ဂလာပြုလုပ်ပြီး88ထင်းခက်မှာတင်းနာသားသမီးတွေအညံ့တွေခိုက်တွေအားလုံးပပျောက်ပြီးပုတိဆိုတဲ့ညံ့တဲ့နေရာရဲ့အညံ့တွေပြေပြောက်သွားမှဖြစ်ပါတယ်ရှင်ထို့တူပဲတင်းနုံလေသားသမီးတွေ အာဒီနှစ်ကတော့ဘင်ငါမှာရှိတယ်ရှင်ဘင်ငါဆိုတော့ကျမတို့မြန်မာအယူဆအနေနဲ့ဆိုတော့နည်းနည်းညံ့နေရှင်နော်အတိုက်ခံကြီးများတတ်တယ်နောက်တစ်ခါကကို့အတွက်တိတ်ပြီးထင်တယ်လို့အကျိုးမပေးတာမျိုးကြုံရတတ်ပါလေမြန်မာနှစ်ဆန်းတည့်နှစ်မှာမိမိရဲ့အငန့်ကြီးပြဖြောက်တဲ့သဘောမျိုးနဲ့မိမိပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုနှစ်သက်တဲ့ပစ္စည်းစုကိုပုံအောင်ကောင်းပါလေနှစ်ဆန်းတည့်နှစ်မှာခေါင်းစည်းမင်္ဂလာလုပ်ပြီးတဲ့နဲ့ဖြည့်ဆည်းလိုက်ရမယ်တော့အဲ့ဒါဆိုသူ့ရဲ့အငန့်ကြီးအခိုက်တွေပျောက်သွားတတ်ပါလေ